မင်္ဂလာပါပရိသတ်အားလုံးကိုရန်ကုန်မြို့ငွေကြေးအစီအစဉ်ကနေပြီးတော့ကြိုဆိုပါရစေ။ကျွန်တော်တို့ရန်ကုန်မြို့ငွေကြေးအစီအစဉ်ကပရိသတ်တွေကိုရန်ကုန်မြို့ထဲမှာကျင်းပပြုလုပ်နေတဲ့ပွဲကဏ္ဍမျိုးကိုရိုက်ကူးတင်ဆက်ပေးနေတာဖြစ်ပါတယ်။ဒီကနေ့မှာသလို့ရှိရင်တော့ပရိသတ်တွေကိုကျွန်တော်တို့ကလက်ဝဲရနာကိုချစ်မြတ်နေတဲ့သူတွေအတွက်ကို Diamond Army Jan ကနေပြီးတော့မှကျင်းပပြုလုပ်တဲ့ Promotion ပွဲနဲ့ Rainy Season Hardy Party ကိုကျွန်တော်တို့တွေရိုက်ကူးတင်ဆက်ပေးသွားကြပါမယ်။ဟောဒီကနေ့ပွဲကဏ္ဍကိုတော့ဒါပြည်သူ့ရင်မြေမှာရှိတဲ့ရန်ကုန် Gallery မှာကျင်းပပြုလုပ်နေတာဖြစ်ပါတယ်ခင်ဗျ။ကျွန်တော်ရန်ကုန်မြို့ငွေကြေးအစီအစဉ်ကနေပြီးတော့ဆက်လက်ရိုက်ကူးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ီခဏကိုတော့ပြည်သူရင်မြင်ရန်ကုန်ဒက်ဂလရီမှာကျင်းပပြုလုပ်ခဲ့ပြီးတော့မှစာနေစင်းမီဒီယာသမားများဒိုင်းမွန်ဆန်မီရဲ့မိဟောင်းမိတ်တဲ့ကစတမာများနဲ့ဖိတ်ကြားရတဲ့ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါတယ်ကကအ ဆိုင်သုံးဆိုင်ဖွင့်ထားပြီးတော့မှအဲ့ဒီမှာ customer တွေကိုကျမတို့ဝန်ထမ်း leader တွေပေါ့နော်ဟိုချုပ်မှုအောက်မှာထားထားတယ်အဲ့တော့ကြောင့် customer တွေကကျမတို့နဲ့တိတ်မတွေ့ရဘူးတိတ်မတွေ့ရတော့ကျမကဒီအစီအစဉ်လေးကို customer တွေနဲ့တွေ့ရအောင်ဆိုပြီးတော့မှရင်းနှီးနှီးရှိအောင်လို့ဘန်ကောက်ခီးစဉ်တို့ငွေဆောင်ခီးစဉ်တို့ဟို promotion မှာဝယ်ထားတဲ့လူတွေကိုမဲဖောက်ပေးနေခီးပြပြဝါထွက်ရင်းနှီးမှုရယူတဲ့သဘောနဲ့လှုပ်ဖြစ်သွားတာပါကျမဒီနေ့မှာတော့ကျမစိန်ထဲတွေဟိုဆိုရင်10%ကနေ30%ထိချပေးပါတယ်ရှင် ဟို white gold ပေါ့အခုလက်ရှိလူလူကြိုက်များတဲ့ Italy white gold တွေဆိုရင်တော့5%ချပြီးတော့ရောင်းချပေးနေပါတယ်။ဟုတ်ကဲ့ကျမတို့စီမှာဆိုရင်ကိုပိုင် factory လည်းရှိတယ်ပေါ့နော်ဆက်ယုံထုတ်လုပ်မှုပိုင်းတွေကိုလည်းလက်ရပိုင်းအားဖြင့်ကောနိုင်ငံတကာလက်ရကိုစံချိုင်ဝင်အောင်အထူးပြုလုပ်ပေးနေတယ် micro setting တွေစိန်တက်တဲ့နေရာမှာလည်းလက်ရကိုအထူးပြုစိုက်ပြီးပြုလုပ်ပေးနိုင်တဲ့အတွက်ကြောင့် customer တွေစိတ်ချနေနိုင်တဲ့အနေအထားကိုရအောင်အမြဲစူးစမ်းသွားပြီးလှုပ်ဆောင်ပေးပါမယ်ရှင်။ ပရိသတ်များခင်ဗျာအခမ်းအနားမစခင်မှာကြွားဝလာကြတဲ့ဧည့်သည်တော်များကိုစားတောက်ဖွဲ့ရများနဲ့တဲခင်းဧည့်ခံခြင်းပကြီးနုပညာများကိုပြသခြင်းအစီအစဉ်များကိုလည်းကျင်းပပြုလုပ်ခဲ့ပါတယ် ီမလေးပေါ့နော်ဒီညီမလေးတီတာခံရအဲ့တော့ကိုညီမလေးရဲ့ပွဲကိုလာရောက်ပြီးတော့လေးကျွန်းသူညီမတွေအားပေးတာပါအာဒီတီတာခံလေးကတော့ပွဲတိုင်းကိုရီနဲ့တွေ့တာပေါ့နော်တွေ့ပြီးမျက်မှန်တက်မိပြီးတော့သူကလည်းချစ်စရာအရန်ကောင်းတော့မောက်ရက်ခင်းလာတယ်အဲ့အာနေပါသူ့ပွဲလေးတွေသူ့ဆိုင်လေးတွေရောက်တယ်ပေါ့နော်နောက်အမတို့ဒီအမျိုးသမီးတွေကလည်းတီတဲ့အတိုင်းပဲအဝတ်စားဝတ်ပြီးရတနာလေးလည်းပါမလေးကိုကိုကိုယုံကြည်ချက်ရှိတော့ အာကိုညီမလေးမို့ပြောတာမဟုတ်ပါဘူး။ तू ကငငယ်ရွယ်နဲ့အလုပ်ကိုစနစ်တကျတကယ်လုပ်ပါတယ်။ဟိုအဲ့တော့သူ့ရဲ့ဒီဇိုင်းလက်ရာလေးတွေကလည်းတေးသက်ပြီးနားပါတယ်။နောက်တော့အမြင်တွေလည်းရှိရခါကြတော့အမြင်ဆန်းတာပေါ့နော်။အဲ့တော့ဒီဇိုင်းဆက်ဆက်အမြင်ဆန်းဆန်းတွေအမတို့အတွက်ဈေးသက်သက်တာနဲ့ရောင်းပေးတယ်။အဲ့တော့ဈေးနှုန်းလည်းသက်သာတယ်၊ဒစ္ကောင့်တွေလည်းရတယ်၊သူ့ကိုလည်းနှိပ်စက်လို့ရတော့အမတို့သူ့ဆိုင်မှာဝယ်ပြစ်တာပေါ့။ Diamond and Mio ူးစီးပြီးတော့လုပ်နေတဲ့ညီမလေးကတကယ်တော့တကယ်ငယ်ရွယ်သေးတဲ့ညီမငယ်တယောက်ပါအဲအဲ့ဒါကမှသူဟာဒီသူ့ရဲ့ brand ကိုလည်းအောင်မြင်စွာနဲ့ပေါ့နော်စီးပွားရေးလောကထဲမှာဖောက်နိုင်ခဲ့ပြီအဲ့တော့ Diamond and Me ဆိုတဲ့နာမည်လေးနဲ့လည်းသူအောင်မြင်စွာနဲ့တင်းတင်းတန်တန်နဲ့ဂုဏ်ရှိခဲ့ပြီပေါ့နော်အဲ့တော့ဒီတီယာခိုင်ရှေ့ဆက်ပြီးတော့လုပ်မဲ့အလုပ်တွေအားလုံး Diamond and Me နဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းတွေအားလုံးပို့ပြီးကြီးပွားတိုးတက်ပါစေအောင်မြင်ပါစေလို့အမဆုမွန်ကောင်းတောင်းပါတယ် ပရိသတ်မှန်ခင်အခမ်းအနားကိုဆက်လက်ပြီးတော့မှကန်းချီခီးစင်များဘန်ကောက်ခီးစင်များနဲ့အခြားသောစိတ်ဝင်စားဖွယ်ရာကန်ဆန်းမဲစီစဉ်များကိုလည်းဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီးတော့ဒေဂီတာအစီအစဉ်များနဲ့လည်းဖြော်ပြခဲ့ကြပါဗျာ အခုတင်ဆက်ပေးနေတဲ့ Diamond Army ရဲ့ promotion အစီအစဉ်များအားကြွားလာကြတဲ့ customer များကို Diamond Army လက်ဝတ်ရည်နာများအထူး discount စီးနှုန်းနဲ့ဝယ်ယူနိုင်ရန်အတွက်စီစဉ်ပေးထားတယ်လို့လည်းသိရှိရပါပါခင်ဗျာ။ ိသမခင်ဗျာဒီကနေ့ရိုက်ကူးတင်ဆက်ပေးနေတဲ့ Diamond Sammy Jansen Jewelry ရဲ့ Promotion and Rainy Season Hardy Party ခမ်းနားမြင်ကွင်းများကိုကြည့်ရှုပြီးတော့မှရှင်းနေကြမယ်လို့မျှော်လင့်နေတယ်ပဲဒီကနေ့ကျွန်တော်တို့ရဲ့ရန်ကုန်မြို့ရဲ့အစီအစဉ်ကနေပြီးတော့ပရိသတ်များအားလုံးကိုနှုတ်ဆက်လိုက်ပါရစေဗျာ